မြန်မာနွေဦးခရိုနီကယ် AB လ9ရက်မြင်တွင်ငလင်နဲ့ကဲဆဲကူညီရေးမလ28ရက်နေ့မှာစကိုင်းဒေသကိုဗဟုပြုလှောက်ခတ်သွားတဲ့ငလင်ကြီးကြောင့်အပြက်စီးတည်ဆုံးမှုထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တွေရက်ကြာလာတာနဲ့အမျှတရိပ်ရိပ်မြင့်တက်လာနေတာအခုဆိုတည်ဆုံးသူ3600ရှိလာပြီဖြစ်ပါတယ်ထိခိုက်ဒဏ်ရာရသူ9000ကျော်ရှိပြီးတော့ပျောက်ဆုံးသူ160ရှိနေသေးဖြစ်ပြီးတကယ်အဖြစ်မှာဒီထက်ပိုနိုင်တယ်လို့လည်းယူဆကြရပါတယ် ငလင်းလှုပ်ပြီးတဲ့နောက်အိန္ဒိယနိုင်ငံအချို့အပါအဝင်နိုင်ငံတွေကကျွမ်းကျင်တဲ့အရေးပေါ်ကေဆေးရေးအဖွဲ့တွေကေဆေးရေးကရိယာအနိုင်ငံခွေးတွေနဲ့လာရောက်ကေဆေးကြတာကြောင့်လဲပစ္စည်းနည်းပညာနဲ့အတွေ့အကြုံအားနေတဲ့မြန်မာနိုင်ငံကအရေးပေါ်ကေဆေးရေးအဖွဲ့တွေမစွမ်းသာတဲ့ကူညီမှုအများအပြားလှုပ်ဆောင်နိုင်ခဲ့ကြတာပါအခုအချိန်မှာငလင်းအပြည့်စည်းတွေကြားတဲ့ပိတ်မိနေတဲ့အရေးပေါ်ကေဆေးရေးကာလကုန်လွန်ခဲ့ပြီဖြစ်ပါတယ် အချို့သောနိုင်ငံကအရေးပေါ်ကိစ္စရေးအဖွဲ့တွေမြန်မာနိုင်ငံကပြန်လည်ထွက်ခွာကြတာလည်းတွေ့ရပါတယ်။အစော်ဦးတွေထဲမှာပိတ်မိပြီးတော့တည်ဆုံရသူတွေရဲ့ရုပ်အလောင်းတွေတော့ကျန်ရှိနေသေးဖြစ်ပြီးအချို့နေရာမှာကိစ္စရေးအဖွဲ့တွေကဆက်လက်ထုတ်ယူပြီးနေသေးဖြစ်တယ်လို့အချို့နေရာတွေမှာအပြည့်အစည်ရှင်းလင်းရင်ထုတ်ယူတာတွေလည်းရှိနေပါသေးတယ်။ထိခိုက်မှုအကြီးအမားဆုံးဖြစ်တဲ့လူအသက်ဆုံးရှုံးမှုတွေပြီးတဲ့နောက်မှာကျန်ရစ်တဲ့ငလင်ပြီးဒုက္ခသည်တွေအတွက်ရိတ်ခါ အမိုးအကာနဲ့အတက်မူဝမ်းကြောင်းလုပ်ငန်းတွေပြန်လည်ထူထောင်ဖို့အဆင့်ကိုဝင်ရောက်လာပြီဖြစ်ပါတယ်။ငလင်းရဲ့အကျိုးသက်ရောက်မှုဟာမြို့ပြအဆောက်အဦတွေနဲ့တက်တန်းကြပြီဖြစ်တဲ့ရှေးဟောင်းအဆောက်အုံတွေရင်ကျေးမှုဆိုင်ရာထိန်းသိမ်းဆောင်ရှောက်ထားတဲ့အဆောက်အဦတွေကိုပြက်စီးစေပြီးတော့ယခုသကိုင်းဒေသကိုဗဟုပြုပြီးလှုပ်ခတ်တဲ့ငလင်းမှာထိခိုက်မှုအများဆုံးကအထက်မြင့်အင်ယာတွေ၊ကွန်တိုမီနီယံတွေ၊လုံချင်းတိုင်မြင့်တွေ၊ဟိုတယ်တွေရှိတဲ့မန္တလေးမြို့ကထိခိုက်မှုအများဆုံး ခံခဲ့ရတာတွေ့ရပါတယ်။ဒုတိယထိခိုက်မှုအများဆုံးကတော့မန္တလေးမြို့နယ်မြေဟူဘက်ကမ်းမှာရှိတဲ့သခိုင်းမြို့အုတ်ချုံရင်မြို့တော်အဖြစ်2006ဝန်းကျင်ကတိစောက်ထားတဲ့နေပြည်တော်နဲ့ငကိုရှိနစ်ပြီးပြင်မနာမြို့တို့ဖြစ်ကြပါတယ်။ကဲဇေးအပိုင်းမှာတော့အိနေချင်းနဲ့နိုင်ငံကအစိုးရအချို့တို့ကငလင်တန်းခံရတဲ့မြမလူတို့ရဲ့မျက်နှာကိုကြည့်ပြီးတော့လှည့်မြန်စွာအကူအညီတွေပေးခဲ့ကြတာတွေ့ရပါတယ်။ မြန်မာစစ်ကောင်စီကိုအစဉ်ဝေဖန်ထောက်ပြလေးရှိတဲ့မလေးရှားစင်ကာပူတို့လိုနိုင်ငံတွေကစစ်အစိုးရကိုဝေဖန်ထောက်ပြပြောဆိုနေသည့်တိုင်ယခုဖြစ်ရမှာထိခိုက်ခံစားကြရသူမြန်မာလူထုရဲ့မျက်နှာကိုထောက်ထားပြီးတော့တန်နိုင်တဲ့၍အကူအညီပေးခဲ့ကြတာတွေ့ရပါတယ်။ဆီယနာတိမ်မှုကိုအစဉ်တစိုက်ဝေဖန်ပြအားပေးခဲ့တဲ့အမေရိကန်ပြည်ထောင်စုကတော့နိုင်ငံကအကူအညီတွေတသင့်မဲ့မဲ့ဖျက်တောက်ချိန်ကမ္ဘာအရေးထက်သူနိုင်ငံအရေးသာဂိူးဆိုင်မယ်လို့ကြေညာထားတဲ့မူဝါဒနဲ့အညီ အရေးပေါ်ကေစေးအဖွဲ့တွေလည်းစိတ်လွတ်ချင်းမပြုသလိုဖြစ်ဖြစ်ချင်းအမေရိကန်ဒေါ်လာနဲ့တန်းတာကူညီမယ်လို့ကတိပေးခဲ့တာတွေ့ရပါတယ်။ဒီကေစေးကာလမှာစေကောင်စီအစိုးရအနေနဲ့၎င်းရဲ့လက်နက်ကင်တပ်တွေကိုအယက်သားကေစေးရေးတွေမှာတည်တည်တတ်တတ်အသုံးချခြင်းမပြုခဲ့ပါဘူး။ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမန္တလေးနန်းတွင်မြို့ရိုးပြိုကျတာကိုအရေးတကြီးကိစ္စအဖြစ်လျင်မြန်စွာရှင်းလင်းတာ အချို့နေရာမှာအုတ်တိုင်းအသစ်ပြန်စီနေခဲ့ပြီးတော့နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေကအသက်ရှင်ကျန်နိုင်သေးတဲ့ပြိမိပိတ်မိနေသူတွေကိုကူညီတဲ့အဲ့ဒီရပိုင်းမှာစေကောင်းစီတက်တဲ့ရဲတွေကမြို့ရိုးကိစ္စကိုအရေးတကြီးလှုပ်ဆောင်နေတာလည်းတွေ့ရမှာဖြစ်ပါတယ်စစ်တပ်တိုင်းစစ်ဌာနချုပ်ရဲ့တတိုင်းကိစ္စက ပြည်သူလူထုရဲ့အသက်တွေကယ်ဆယ်ဖို့ထက်အရေးကြီးတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့အရေးပေါ်ကယ်ဆယ်ရေးကာလမှာနိုင်ငံတကာအကူအညီကိုတောင်းခံတဲ့အချက်တစ်ခုကလွဲလို့ကြံတဲ့လုံဆောင်ချက်တွေကလုံလောက်တဲ့အားထုတ်မှုနဲ့စီမံခန့်ခွဲမှုတွေမရှိဘူးလို့ကောက်ချက်ချရမှာဖြစ်ပါတယ်။ နေပြည်တော်လူနေရမှာတောင်ငလင်တန်ကြောင့်လမ်းဘေးမှာဖြစ်တယ်လို့နေထိုင်နေကြရတဲ့စစ်ကောင်စီအစိုးရဌာနကဝန်ချမ်းမိသားစုတွေကိုလုံလောက်တဲ့အကူအညီစီမံခန့်ခွဲမှုတွေမလုပ်ပေးတာတွေ့ကြရမှာဖြစ်ပါတယ်။ငလင်လှုပ်ပြီးဆယ်ရက်ကျော်အကြာအခုလိုကာလမှာအရေးပေါ်ကိစ္စရေးအဆင့်ကုန်လွန်ခဲ့ပြီးတော့အပြည့်အစည်းတွေဖယ်ရှားရှင်းလင်းပြီးပြန်လည်ထူထောင်ရေးတဲကိုဝင်ရောက်လာပြီးဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့နိုင်ငံတကာအစိုးရနဲ့အဖွဲ့အစည်းတွေကကူညီတဲ့အကူအညီကိုဘယ်လိုစီမံခန့်ခွဲမလဲ နလင်ချန်ခံရတဲ့ဒေသကလူထုတွေအနေနဲ့ဒီလိုအခြေအနေကပြန်လည်ယုံထကြဖို့စစ်ကောင်စီအစိုးရနိုင်ငံကအကူအညီတွေကိုဘယ်လောက်မျှော်လင့်နိုင်မလဲစတာတွေကအဓိကကျတဲ့အကြောင်းအရာကောင်းစဉ်နဲ့မေးခွန်းတွေဖြစ်လာပါတယ်။ကုလသမဂနိုင်ငံကအစိုးရတချို့ရဲ့အကူအညီငွေတွေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့မေးခွန်းလေးပေါ်ထွက်လာပါတယ်။ နိုင်ငံကအစိုးရအများစုကတော့အကူအညီငွေကိုစစ်ကောင်စီထံပေးရတာထက်လူသားချင်းစာနာမှုအကူအညီလှုပ်ဆောင်နေတဲ့နိုင်ငံက NGO လိုကုလသမဂ္ဂတို့လိုအဖွဲ့အစည်းတွေကတဆင့်အချို့သောပမာဏကို MRCS လိုအစိုးရတစ်ပိုင်းအဖွဲ့အစည်းတွေကတဆင့်ပေးအပ်မဲ့သဘောလေးဖြစ်ပါတယ်။ လက်တလောသတင်းမီဒီယာတွေနဲ့စောင့်ကြည့်ဝေဖန်သူအချို့ကနိုင်ငံတကာအကူအညီငွေတွေစစ်ကောင်စီရဲ့အိတ်ထဲရောက်သွားမလားသို့မဟုတ်စစ်တပ်ရဲ့လက်နက်ကင်ဆစ်စင်ရေးတွေမှာဒစိမ့်တစ်ပိုင်းအသုံးချမလားရွေးကောက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီကိုထောက်ခံတဲ့နိုင်ငံရေးပါတီတချို့ရဲ့မဲဆွယ်မှုနဲ့ငလင်ပေးအကူအညီတွေအလွဲသုံးချခံရမလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိနေတာကြားသိနေကြရပါတယ်ဒီလိုဆိုရမှုတွေကအခြေအနေမရှိဘူးလို့တော့လုံလုံလည်လည်ပေချလို့လည်းမရတယ်လို့ ဖြစ်နေပြီလို့လည်းအထောက်အထားမရှိဘဲတထစ်ချဆွဆွဲလို့မရပါဘူးဒီလိုစောင့်ကြည့်ပြောဆိုရမယ့်တာဝန်ကအရက်ဘက်အဖွဲ့အစည်းတွေသတင်းမီဒီယာတွေအပေါ်ကြားရောက်လာတာလည်းဖြစ်ပါတယ် ပြန်လည်ထူထောင်ရေးလို့ဆိုရင်ငလင်းတန်းအစိုးဆုံးခင်ရတဲ့မန္တလေးလူမျိုးအနေနဲ့ပြန်လည်ထူထောင်ရေးမှာလူတန်းစားအလှတစ်ခုနဲ့တစ်ခုမတူညီနိုင်ကြတာလည်းတွေ့ရမှာဖြစ်ပါတယ်အထက်မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးထွက်ကုန်ဂုံသွေမှုဗဟုချက်မျိုးဖြစ်တဲ့နေရာအထက်မြန်မာနိုင်ငံတစ်ခုလုံးကတဘာဝတည်ရန်စာတတွေဖြစ်တဲ့ရွှေကြောင်မြတ်ယတနာလူထွက်ကုန်တွေဖလှယ်ကြရနေရာတရားမဝင်လုပ်ငန်းတွေဖြစ်တဲ့မူရည်စည်းဝါလိုစည်းဝါးရေးလုပ်ငန်းတွေနဲ့ဆက်ဆက်လုပ်ကိုင်သူတွေအခြေစိုက်ကြတဲ့မြို့နေရာကမန္တလေးဖြစ်ပါတယ်။ အားလုံးကမန္တလေးမြို့မှာအခြေစိုက်ကြတာဖြစ်ပါတယ်။နှစ်နဲ့ချီရက်ဆိုင်နေတဲ့တရုတ်မြန်မာနယ်စပ်ကုန်းတို့ရဲ့ဗဟိုချက်ကလည်းမန္တလေးမြို့ဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကစိုက်ပျိုးရေးထွက်ကုန်လက်ဖက်လက်ဖက်ချောင်းစာရာတွေကလည်းမန္တလေးကိုဗဟိုပြုပြီးတော့ကုန်းစည်းရောင်းဝယ်တင်ပို့ကြတာဖြစ်ပါတယ်။ မန္တလေးအနေနဲ့ဆုံးရှုံးမှုပမာဏလည်းကြီးမားသလိုအချို့သောစီးပွားရေးလုပ်ငန်းရှင်တွေအဖို့ပြန်လည်ယုံထဖို့စုဆောင်းထားတဲ့အရင်းအနှီးကြွယ်ဝမှုရှိပေမဲ့ဒါမှန်အလေအလက်တန်းလွာနဲ့အောက်ခြေအလွာအဖို့ပြန်လည်ထူထောင်ဖို့အခက်အခဲတွေရှိပါလိမ့်မယ်။မန္တလေးမြို့မှာတောက်လျှောက်နေထိုင်လာကြသူတွေရှိသလိုပြည်တွင်းစစ်ကြောင်၊ကချင်၊ချင်းရှမ်းမြောက်နဲ့သခိုင်းတို့လိုဒေသတွေကယာယီအဖြစ်ခိုးလုံနေထိုင်ကြတဲ့သူတွေလည်းအများပြားရှိနေတာတွေ့ရမှာပါ။ မန္တလေးမြို့ရဲ့ပြည်လဲယုံထနိုင်စွမ်းကငလင်တန်စိုးရွားဆုံးခံရတဲ့ဇကိုင်းပြမနာကြောက်စေတတဦးပျော်ပွေဝမ်းတွင်မြစ်သားတို့ထက်ပုံမူအားကောင်းမှဖြစ်ပါတယ်။ကြံထိခိုက်ပျက်စီးမှုခံရတဲ့မြို့တွေအနေနဲ့ပြည်တွင်းစစ်ကာလပြည်လဲထူထောင်ရေးဖြစ်တာကြောင့်စိန်ခေါ်မှုများစွာ အခက်ခဲပေါင်းများစွာနဲ့ရှောက်လန်းကြရမယ့်အနေအထားလို့ဆိုရမှာဖြစ်ပါတော့တယ်ခင်ဗျာ။